မင်္ဂလာပါဒီနေ့မှာတော့ဗီဒီယိုတွေဖန်ပြီးခြင်းတဲ့သူတွေအတွက်ဒီတပ်ပုံတွေဗီဒီယိုတွေကို free ထုတ်လို့ရတဲ့ဒီ free download ရယူလို့ရတဲ့ website တစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒီဗီဒီယိုကဒီခုမှပေါ့နော်ဒီ beginner ပေါ့နော်ခုမှဗီဒီယိုတွေဖန်ပြီးခြင်းတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဒီ website တစ်ခုကဒီတော်တော်များများတော့သိကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လိုပဲကျွန်တော်ဆိုလို့ရှိရင်အစတုန်းကဗီဒီယိုဒီဗီဒီယိုတွေစမလုပ်ခင်ကပေါ့နော်ဒီ photo footage တွေ ဗီဒီယို footage တွေကိုဘယ်ကနေဘယ်မှာတွားရှာလို့ရှာမှမသိဘူးပေါ့နော်အဲအဲ့ခါမှာအရန်ခက်ခဲဖြစ်တယ်ပေါ့နော်အဲနောက်ဆုံးတော့ဒီဒီလိုပဲကျွန်တော်လဲ YouTube ကနေဗီဒီယိုမှာရှာပြီးတော့မှဒါတွေကိုဘယ်ကနေဘယ်မှာရှာရတာလဲ copyright လွတ်အောင်ဘယ်လိုလုပ်ရတာလဲဒါတွေကိုအများကြီးပဲလေ့လာခဲ့ရတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကဒီဒီပုံတွေဗီဒီယိုတွေကိုဒီဘယ် website တွေကနေဘယ်လိုမှတွားပြီးတော့မှ free ရလို့ရလဲပေါ့နော်ပြီးကြတော့ဒါတွေကဘယ်လိုမျိုးတွန်းရတာလဲဆိုတာကိုကျွန်တော်ကဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် ဒီပထမဦးဆုံးအနေနဲ့ဒီ website တခုကတော့ဒီ pizza bay ပေါ့နော် p p i s a b a y pizza bay.com ဆိုပြီးမှရရှာလိုက်ပေါ့နော်ဒီသူ website ထဲကိုရောက်တော့လို့ရှင်သူက 4K လည်းရတယ်ဒီ HD video တွေလည်းရှိတယ်ပေါ့နော်ကိုကြိုက်တဲ့တက်တာကိုကျွန်တော်တို့က download download ရယူလို့ရပါတယ် ီမှာဆိုလို့ရှိရင်ဗီဒီယိုတွေပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီကာတွန်းပေါ့နော် C A R T O O N ကာတွန်းဗီဒီယိုဒီလို keyword တွေရိုက်ရိုက်ပြီးတော့မှရှာလို့လည်းရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီကာတွန်းနဲ့ပတ်သက်တဲ့ဒီဗီဒီယိုတွေကိုဒါပြပေးမှာပေါ့နော်ကိုရှာခြင်းတဲ့ဟာကိုဒီ search bar မှာကျွန်တော်တို့ကထောက်လိုက်ဒီ search bar ရဲ့ဘေးမှာဒါဆိုလို့ရှိရင်ဒါ video video ဆိုလို့ရှိရင်ဒါ video ပေါ့နော် အဲဗီဒီယိုမဟုတ်ဘူးကျွန်တော်တို့ကပုံဆိုလို့ရှိရင်ဟိုထောက်လိုက်ထောက်လိုက်လို့ရှိရင်ဒီဖိုတိုပေါ့နော်ဒါဆိုလို့ရှိရင်ပုံပုံနေကြလာမှာပေါ့နော်ခဏနေဗီဒီယိုမဟုတ်တော့ဘူးသူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးပဲပေါ့နော်စုံတယ်ပေါ့နော်စုံတယ်လို့ပြောရမယ်ဒီ image မှာဆိုလို့ရှိရင်လည်းဒီဖိုတိုရှိတယ် image နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒီ title တစ်ခုမှာဆိုလို့ရှိရင် image နဲ့ပတ်သက်တာရှိတယ်ဗီဒီယိုနဲ့ပတ်သက်တာရှိတယ်ပေါ့နော်ဒီ image မှာဆိုလို့ရှိရင်ဖိုတိုတွေရှိတယ် illustration တွေရှိတယ်ပတ်တာတွေရှိတယ်ပေါ့နော် အဲ့လိုပဲဗီဒီယိုမှာဆိုလို့ရှိရင်လည်းဒီ music တွေရှိတယ် sound effect တွေရှိတယ် 3D model တွေရှိတယ်ဒါမှမဟုတ်ဒီဒီ gift တွေပါတယ်လည်းရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီဗီဒီယိုရွေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကစကားပြောနေတဲ့ဗီဒီယိုလိုချင်တယ်ဆိုလို့ရှိရင် speaking ဗီဒီယိုလိုရိုက်ရှာလိုက်ပေါ့နော်အဲ့ခါဆိုလို့ရှိရင်ဒီ speaking စကားပြောနေတာရင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြာလာမှာဖြစ်ပါတယ် နေချားလို့ရရှာလိုက်ပေါ့နော်အဲဆိုလို့ရှိရင်ဒီနေတဘာဝနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကြာလာမှာဖြစ်ပါတယ်တဘာဝနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ဒီ pizza ဖေးပေါ့နော်နောက်တစ်ခုက ကျွန်တော်တို့က pixel ပေါ့နော် p e x e r pixel ပေါ့နော်အဲ pixel ဆိုတာလေးကိုထောက်လိုက်တာ ਨੇ ဒီသူ့ရဲ့ website ပေါ့နော်ဒီ pixel ဆိုတာလေးထောက်လိုက်ပေါ့နော် အသူ website ထဲရောက်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကလည်းဒီပုံရယ်ဗီဒီယိုရယ်နှစ်မျိုးရှိတယ်ပေါ့နော်ဗီဒီယိုထုတ်မှလားပုံထုတ်မှလားဆိုဒီညာဘက်ကညာဒီဘယ်ဘက်ကဟာလေးပေါ့နော်ဗီဒီယိုထုတ်မှလားပုံထုတ်မှလားဒီဘယ်ဘက်ကဟာလေးကိုထောက်လိုက်ထောက်လိုက်လို့ရှိရင် photo ဆို photo ပေါ့နော် video ဆို video ပေါ့နော်ဥပမာဒီ video ကိုထောက်လိုက်ပေါ့နော်ထောက်လိုက်ထောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က AI နဲ့ပတ်သက်တာကိုရှာမှာဆိုလို့ရှိရင် AI လို့ရိုက်ရှာလိုက်ပေါ့နော် ဲ့လို keyword လေးတွေကိုကျွန်တော်တို့ကအလွယ်တကူဒီရိုက်လိုက်တာနဲ့ဒီသူ့ရဲ့သက်ဆိုင်ရာ keyword နဲ့ပတ်သက်တဲ့ဟာတွေကြလာမှာပေါ့နော်ဒါမျိုးပေါ့နော်ကိုကြိုင်နေတတ်တဲ့ဒီ ratio အတိုင်းပဲပေါ့နော်ဒါတော့ဆိုလို့ရှိရင်60:29ပေါ့နော် YouTube တို့အသုံးမဲ့ဆိုလို့ရှိရင်60:29 edit dot ဆိုလို့ရှိရင်လည်း edit dot ပေါ့နော်အဲ့လိုမျိုးလေးတွေသူ့ aspect ratio လေးတွေကိုကိုကြိုင်ကြိုင်နေတတ်ရပြေးချေပြီးတော့မှ download ရယူရမှာဖြစ်ပါတယ်ဥမာဒီ video လေးကို download လုပ်မယ်ဆိုလို့ရှိရင်ဒီ free download ရဲ့ပေးကအများလေးပေါ့နော်အဲ့ဒီကောင်းလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကိုဂျန်နေတက်တဲ့ solution ကိုထောက်ပြီးတော့မှဒီ download slash site ဆိုတာပေါ့နော်အဲ့ဒီကောင်းလေးနှိပ်လိုက်တာနဲ့ကျွန်တော်တို့ free က gallery လေးကိုရောက်ရှိတော့မှာဖြစ်ပါတယ်